ကျွန်တော်တို့ဒါနိုင်ငံတော်မှာလာတာဝန်ရှိတဲ့သူတွေအဖြစ်ဆောင်ရွက်ရမယ်ဆိုလို့ရှိရင်ကျွန်တော်ကပထမဆုံးဘာလုပ်မလဲဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့ဂုဏ်သိက္ခာကိုကြီးကျယ်ကျဆင်းစေတဲ့အဲကြားဖြတ်လုပ်ငန်းလုပ်တဲ့လူတွေကိုဥပဒေကိုပြင်းထန်တဲ့ဥပဒေတွေပြဋ္ဌာန်းပြီးတော့နှိမ်နှင်းပြစ်မယ်ဒီကြားဖြတ်ကိစ္စအအစလုပ်တဲ့လူကလည်းဘာသူ့နာမည်အဆင်ချင်းကြည့်လားဆင်ချင်းပြင်ဆင်ချင်းပြင်ဆိုတော့ အဲ့ဒီဒီကသူစပြီးလှုပ်တယ်ကျွန်တော်ဗမာနိုင်ငံရဲ့နော်ဒီဟိုဝန်ကြီးတွေနဲ့လည်းတွေ့တယ်နော်အမသိရင်ဟိုကဘာပေါ်မှာတရုတ်ဝယ်သူစပိုင်ပုံစံမျိုးနဲ့လိုက်ပြီးတော့ဟိုတောင်းဝန်ပေးသားလို့ပေါ့လေအဲ့သူကအာလာလှုပ်တယ်ပေါ့လေကျွန်တော်နိုင်ငံမှာကြာတော့ဒီအမှုပညာရှင်တွေကိုလည်းစီဘူမေအောင်လိုင်းကကြောက်တယ် အနုပညာရှင်တွေကိုတင်ကြောက်တာလားမေးတော့မဟုတ်ဘူးចောင်းသားတွေကိုလည်းကြောက်တယ်သူကเนาะចောင်းသားတွေကိုကြောက်တာလားဆိုတော့မဟုတ်ဘူးเนาะအခိပညာတဲ့လူရန်းသားတွေကိုလည်းသူကြောက်တယ် ဒေါ်လာပြောရတာလည်းဝင်မင်္ဂလာပါဆိုတော့နိုဝင်ဘာလ9ရက်နေ့ဖြစ်ပါတယ်ဒေါ်လာရင်းနဲ့ပတ်သက်တဲ့သတင်းဥတည်ထူသတင်းကောင်းလေးတွေကိုရုံးစောနာဆင်ကြည့်ပါပြီးတော့ကျွန်တော်ဗီဒီယိုတွေကို reaction လုပ်ပေးပါမယ်ပထမဆုံးသတင်းလေးကတော့ KNP နဲ့ဖားပေါ်ခရင် အတွင်းမှာအော်တိုဘာလအတွင်းမှာတိုက်ပွဲ122မှတစ်ချိန်ဖြစ်ပွားပြီးတော့မှအချမ်းဘက်စစ်တပ်ကတရင်မူတူအပါဝဲ32မှ4ဦးသေဆုံးပြီးတော့မှစစ်တပ်က၄ချောင်းလက်လက်ကြီးရဲ့အပါဝဲ JR တွေကိုတိုက်ခတ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ပြည်သူတို့လည်းအသက်ဆုံးရှုံးခဲ့တယ်လို့ KNU Mudro District KNU Mudro KN နေပြီးတော့မှထုတ်ပြန်လာပါတယ် ော်တိုဘလာ၁ရက်နေ့ကနေပြီးတော့မှ32မှ၁ရက်နေ့အထိဖပုံခရင်အတွင်းမှာအချမ်းဘတ်စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့ဝင်တွေအကြားတိုက်ပွဲ၁၂၂မှတကြိမ်ဖြစ်ပွားခဲ့တဲ့ကြောင်းလည်းသိရပါဗျ။ဒီထိတဲ့တပ်ဖွဲ့တွေတဲမှာအချမ်းဘတ်စစ်တပ်ကတရင်မှုတူးနဲ့ပူကြီးတူးအပါဝင်34ဦးသေဆုံးခဲ့ပြီးတော့မှထိခဲ့ဒဏ်ရာရရှိတဲ့သူတွေ88ဦးရှိတဲ့အကြောင်းတိုက်ပွဲတွေအတွင်းမှာအချမ်းဘတ်စစ်တပ်ရဲ့ဌာနဆိုင်ရာအဆောက်အဦတလုံးနဲ့ဖျက်ဆီးနိုင်ခဲ့တဲ့အကြောင်းဒါပြင်ကိုစစ်တပ်ကလည်းပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေကို drone တွေ ဒါကြောင့်12ကြိမ်ပေါ့နော်ဒရုန်းနဲ့12ကြိမ် Jet Fighter နဲ့9ကြိမ်120မမလက်နက်ကြီးနဲ့ပုံကျက်ပြက်ကတ်တက်ခဲ့တဲ့ကြောင့်မို့လို့ပြည်သူတွေလည်းတိတ်ဆုံးခဲ့ပြီးတော့မှ ticket တန်ရရှိတဲ့သူတွေရှိပါတယ်နေနေစာတင်ကြောင်းတွေဘာသာရေးဆိုင်ရာအစအဦးတွေလည်း ticket ပျက်စီးခဲ့တယ်လို့သိရပါတယ်ဒီကောင်တွေကတော့ဒီလိုပဲလုပ်နေတာပါပဲဒါပေမဲ့ကျွန်တော်တို့ညီကိုရိုတွေဘက်ကတော့တလအတွင်းမှာကို နော်တိုက်ပွဲ122မှတစ်ကြိမ်မှာတရင်မှုတွေဗိုလ်ကြီးတွေအပါဝင်စစ်ခွေး32မှကျွန်တော်တို့၄កောင်ကိုကျွန်တော်တို့အမုံခြေနိုင်ခဲ့တဲ့အကြောင်းပေါ်လို့အင်မတန်မှဝမ်းသာပါတယ်ဂျေဆုလည်းတင်ပါတယ် နောက်ထပ်သတင်းလေးကတော့ပဲခူးတိုင်းထိုင်ဦးမြို့နယ်ခမရ140တက်ရဲနဲ့ကြောက်ချီမြို့နယ်ခြေဆိုင်ခမရ968တက်ရဲတို့ကစစ်သား3ဦးလက်နက်လက်လက်ယူဆောင်လာပြီးတော့မှအလင်းဝင်ရောက်ခဲ့တဲ့အကြောင်းကိုရန်ကုန်တိုင်းစစ်ဌာနချုပ်ကနေပြီးတော့မှသတင်းထုတ်ပြန်လာပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့ကရန်ကုန်တိုင်းစစ်ဌာနတက်ရဲ9131ပြိုအားစစ်ကြောင်း1ကိုဆက်သွယ်ပြီးတော့မှအကြမ်းဖက်စစ်တပ်လက်အောက်ခံတိုင်ဦးမြို့နယ်ခြေဆိုင်ခမရ440တက်ရဲကတပ်သားညီပုနဲ့ခမရ968တက်ရဲကတပ်သားပေါ့နော် ျွန်တော်တို့ဇော်ဇော်မိုးလို့ပေါ့နော်ဒါကျွန်တော်တက်တဲ့ခရရန်နေယူဆလာပြီးတော့မှအလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့သိရတယ်အဲ့လိုမျိုးလေးဝင်လာတဲ့စစ်သားတွေကိုလုံထုံးလုံးနဲ့အညီစစ်စစ်လက်ခံပြီးတော့မှလက်လက်ခဲရနေတဲ့အတူအလင်းဝင်ရောက်ခဲ့တဲ့စစ်သားနှုတ်ကိုကွန်ပျူတာစုံွေချင်းမြင်ပေးခဲ့တဲ့အကြောင်းကိုလည်းသိရပါတယ်ကောင်းပါတယ်အင်မတန်မှကောင်းပါတယ်လက်နက်ပိုင်လည်းပါသလိုလက်နက်မရှိရင်လည်းမရှိသလိုမျိုးလက်နက်မပိုင်ရင်လည်းမပါသလိုမျိုးသူတို့နဲ့ထိုက်တန်တဲ့စုချင်းလေးတွေပေးပေးပါဒါမှသာနဲ့သူတို့လည်းအလင်းဝင်ရတာတန်တာပေါ့ဗျာနော်ဒါလေးကိုလည်းကျွန်တော်အနေနဲ့ညီကောင်မောင်နှမတွေကိုတော်လိုင်းမှာကိုယ့်စီကိုအလင်းဝင်လာတဲ့ နော်သူတွေကိုဖေးမှပြီးတော့မှကူညီပေးပါလို့ဒီနေရာကနေပြီးတော့မှတိုက်တွန်းခြင်းပါတယ်နောက်ထပ်သတင်းလေးကတော့မင်္ဂလာသတင်းပါဒါကတော့ဗာလဲဆိုတော့မြင်းချံမြို့နယ်စိတ်ညံရေတင်ယုံမှာရှိတဲ့စစ်တပ်ရဲ့ရေကြောင်းစစ်စေးဂိတ်နဲ့စစ်တမောတွေကို၄ရက်စလိုက်ဒရုန်းနဲ့ဘုံချေတိုက်ခိုက်မှုမှာစစ်သား၃ဦးသေဆုံးခဲ့ပါတယ်မန္တလေးတိုင်းမြင်းချံမြို့နယ်စိတ်ညံရေတရုံမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ရေကြောင်းစစ်စေးဂိတ်နဲ့စစ်တမောတွေကို၄ရက်စလိုက်ဒရုန်းနဲ့ဘုံချေချတိုက်ခိုက်ရမှာစစ်သား၃ဦးသေဆုံးခဲ့တဲ့အကြောင်းကိုရေတကြိုးတပ်ပေါင်းစုကတာဝန်ရှိသူတို့ကပြောပါရတယ်။ နွေမာလာတစ်ရက်၃ရက်၄ရက်နဲ့၅ရက်နေ့တို့မှာစိတ်ညံရေတရုံမှာရှိတဲ့ဂျပတ်စစ်တပ်ရဲ့ရေချောင်းစစ်ဆေးဂိတ်နဲ့စစ်သည်မော်တွေကိုရေတကြိုမြို့နယ်တပ်ပေါင်းစု drone ဖွဲ့ကဘုံရှိလုံးကြဲကြတိုက်ခိုက်ခဲ့တာဖြစ်တဲ့အကြောင်းလည်းသိရပါတယ်ဒီတိုက်ခိုက်မှုတွင်မှာစိတ်ညံရေတရုံမှာရှိတဲ့စစ်တပ်ရဲ့ရေချောင်းစစ်ဆေးဂိတ်ထမင်းစားဆောင်တဲ့ကမ်းခြေကတ်နေတဲ့စစ်သည်မော်တွေကိုကြဲရောက်ပောက်ကွဲခဲ့ပြီးတော့မှအဂျပတ်စစ်သား၃ဦးသေဆုံးတယ်၂ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ဆိုတော့ အင်မတန်မှဝမ်းသာစရာကောင်းပါတယ်ဒီမရှင်ကိုလှုပ်ဆောင်ပေးခဲ့တဲ့ညီကိုများအားလုံးကိုလည်းကျေးဇူးများကြီးတင်ပါတယ်ရေဒီယိုတပ်ပေါင်းစုညီကိုများ fighting ပါဗျနောက်ထပ်သတင်းလေးကတော့မေအောင်လိုင်းတို့ရဲ့ရုပ်မာမှုလေးကိုတစ်ချက်ပြောချင်တယ်ဒါကတော့ဘာလဲဆိုတော့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုထောက်ခံတဲ့လှုပ်ရှားမှု campaign ကိုမကြမီထုတ်လွှင့်နိုင်ရင်အမှုမညာရှင်တွေနဲ့အစိုးရတွေကိုစစ်ကောင်မရှင်က PR ပေးတက်တော့ နော်ရိုက်ပြီးတော့မှရဲကူးရေးလောက်ခိုင်းနေတဲ့အကြောင်းကိုလူပညာရှင်အတိုင်းဝန်းကနေပြီးတော့မှသိရတယ်ပေါ့နော်အဆိုပါရွေးကောက်ပွဲ၆ခန်းရေလှူရှာမှုကမ်ပိန်းကိုရဲကူးပေးရန်အတွက်အချောင်းမပြန်တဲ့မင်းသမီးဖွဲ့ဖွဲ့မော်ဒယ်မင်းသားအလေးအောင်တို့ကိုစစ်တပ်ကခေါ်ယူစစ်ဆေးမေးမြန်းမှုတွေလှုပ်ဆောင်ပြီးတော့မှရဲကူးရေးနဲ့ပါမီဆိုတဲ့ခံဝင်ကတိနဲ့ပြန်လည်ပြီးတော့မှလှုပ်ပေးခဲ့လို့သိရတယ်ပေါ့နော်တော်တော်ဆူဆူရွရွပါတော်တော်ဆူဆူရွရွဖြစ်နေတဲ့အခြေအနေပေါ့နော်လက်ရှိမှာစစ်တပ်ရဲ့ရွေးကောက်ပွဲကိုအထောက်ခံတဲ့ကမ်ပိန်းတွေမှာလူပညာရှင်တွေအဆိုတော်တွေဒါကျွန်တော်တို့ဒါ ဒါစာသားတွေရွတ်ပြီးတော့မှရက်ကူးရေးလုပ်ပေးနေရတယ်လက်ရှိဖိုးဖွေးတို့ဝတ်မုံရွှေခိုင်တင်းကြီးတိုင်ရွန်ထူအောင်တို့အပါအဝင်ဒါအမှုပညာရှင်အများစုတွေပါဝင်ခဲ့တယ်ပေါ့နော်စစ်တကအမှုပညာရှင်တွေကိုဖိအားပေးရမှာပုံမှန်ညှိနှိုင်းမှုမဟုတ်ဘဲနဲ့အလွန်ပြင်းထန်တဲ့ဖိအားပေးမှုတွေကိုလှုပ်ဆောင်နေရကြောင်းလည်းသိရတယ်ပေါ့နော်ထောင်ကြပြီးတော့မှလွန်ငိမ့်တက်တာနဲ့ပြန်လွတ်လာတဲ့ဆိုတော့တရုတ်ဆောင်တွေအခုရွေးကောက်ပွဲထောက်ခံကမ်းပိန်းမှာမပါရင်ထောင်ကျွေးပြန်ဆက်မယ်ဆိုပြီးတော့ရွေးကောက်ပွဲနောက်ဆက်သူများဥပဒေနဲ့ပါအရေးယူမယ်ဆိုပြီးချိန်ချောက်မှုတွေရှိတယ်လို့သိရတယ်ဒါကိုလည်းရန်ကုန်အခြေဆိုင်အမှုပညာရေးရာတတိယတော့ဒူးပါပြောပါတယ်ဆိုတော့ အများဆုံးကဘယ်သူတွေဖြစ်နိုင်လဲဆိုတော့ပူပိုတို့ဘာလို့ဖြစ်နိုင်လဲနော်ဘာလို့ဆိုပူပိုတို့ဘာလို့ကြာတော့သူတို့သူတို့ဒါထောင်ကြခဲ့တာကဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးထောင်ကြခဲ့တာဆိုတော့သူတို့တွေလည်းကျင်းနေပေါ့ရိုက်ခိုင်းမှာပဲဆိုတော့ဟိုခင်ဗျားတို့သတိထားပေါ့ဗျာတဲ့မှာရှောင်းနိုင်လဲရှောင်းမရှောင်းနိုင်လဲခင်ဗျားတို့ရိုက်ပေးလိုက်ကြပေါ့ဗျာဘာလို့ဆိုကျွန်တော်တို့ခင်ဗျားတို့ဟိုမပြောချင်တော့မပြောချင်တော့ဆိုတော့ပြောရတဲ့ကျွန်တော်တို့ရှက်လာလို့မပြောတော့အဲ့ခင်ဗျားတို့လှုပ်ချင်တယ်လို့လာလို့ဒါပေမဲ့ ခင်ဗျားတို့ချိန်တဲ့ဘက်ကိုရက်လို့ရတယ်ခင်ဗျားတို့ရက်တဲ့ဘက်ကအောက်တန်းသားတွေများနေတော့ခင်ဗျားတို့လည်းအောက်တန်းသားပဲကျွန်တော်တို့ကဒီလိုပဲတတ်မှတ်တယ်โอเคဆိုတော့ဒီလေးလေးနေနားဆင်ပြီးနောက်မှာဗီဒီယိုဖိုင်လေးကြည့်အောင်ပါပထမဦးဆိုတာလှဆွေနော်ဘူးလည်းလှဆွေဆိုတဲ့ခွေးမျိုးอ่ะဘောက်လို့ပေးစားတွေပြောလာပါတယ်အဲ့ကောင်ကဘာလဲဆိုတော့ तू ကသူတို့ရဲ့နိုင်ငံတော်အာဏာပြရင်တဲ့တော့ကြားဖြတ်အောင်နှိမ်နှင်းမယ်တဲ့ကဲအားထောင်ကြည့်အောင်ကြားဖြတ်အောင်နှိမ်နှင်းမယ်တဲ့အာကျွန်တော်တို့ဒါနိုင်ငံတော်မှာလာတာဝန်ရှိတဲ့သူတွေ ဖြစ်ဆောင်ရွက်ရမယ်ဆိုလို့ရှိရင်ကျွန်တော်ကပထမဆုံးဘာလုပ်မလဲဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့ဂုဏ်သိက္ခာကိုကြီးကျယ်ကျဆင်းစေတဲ့အဲကြားဖြတ်လုပ်ငန်းလုပ်တဲ့လူတွေကိုဥပဒေကိုပြင်းထန်တဲ့ဥပဒေတွေပြဋ္ဌာန်းပြီးတော့နှိမ်နှင်းပြစ်မယ်ဟုတ်လားဟာလားထောင်သေးတန်းပေးတာတို့ထောက်သက်သက်တကြွချတာတို့တကယ်ပြင်းထန်တဲ့ဥပဒေတွေနဲ့ကြားဖြတ်လုပ်တဲ့ online ငွေလိမ်မှုလုပ်တယ်ဆိုတာနဲ့ကျွန်တော်အဲ့လိုထိရောက်စွာကျွန်တော်ဆော့ဘလော့တီးမယ်ဒါမှလာရင်ကျွန်တော်တို့ရဲ့နိုင်ငံရဲ့ဂုဏ်ကိုပြန်ပြီးတော့အဖတ်ဆင်နိုင်မယ်အော်ကျွန်တော်အဲ့လိုမြင်တယ် ဘာပြောပြောဟလာ10 29နေပါလေပေါ်လာဆိုတော့လေဒီကြားဖြန့်ကြောင့်ကျွန်တော်တို့ကအာကြားဖြန့်အဲရမေရှာတာပေါ့နော်ကြားဖြန့်ကြောင့်ဖြစ်လာတယ်လို့ကျွန်တော်တို့ကယူဆတယ်။အာပြီးဒီကြားဖြန့်လုပ်ငန်းကတကယ် online ကနေလိန်တာကဘာပတ်ပြီးလိန်တာကဘာပတ်ပြီးလိန်တာပြီးမြန်မာနိုင်ငံသားတွေလည်းတိတ်မပါဘူး။အဲ့တော့တချို့ကအစွန်အစွန်အဖျက်မြန်မာနိုင်ငံလာလက်ခံထားတာပေါ့နော်။အဲ့ဒါတွေကိုလက်ခံတဲ့လူတွေကိုကျွန်တော်ထိရောက်တဲ့အပြစ်ဒဏ်တွေပေးမယ်။ အဲဒေတာနေပြီးမှသရုံးတက်တက်တရွန်းချမယ်ဒီကြားဖြတ်နဲ့ပတ်သက်လို့လုတ်ပြီးဆိုရတဲ့ကြားဖြတ် online ငွေလိမ်နဲ့ပတ်သက်တယ်ဆိုတာနဲ့ကိုပဲထိရောက်တဲ့ပြစ်ဒဏ်တွေကိုပြတ်ထမ်းပြီးတော့ကျွန်တော်ကဟလာဒီဒီကော်နီကိုဒါပြင်းထန်လာရေးယူမှာအင်းဒါမှကျွန်တော်တို့နိုင်ငံရဲ့ကြားဖြတ်နဲ့ပတ်သက်တဲ့နာမည်ဆိုးတွေဟာပြန်ပြီးတော့ပြေဖြောက်သွားမယ်လို့ကျွန်တော်မြင်တယ်အဲ့ဒါလေးလာပြောတာပြဟုတ်อืมโอเคမင်းကကြားဖြတ်နဲ့ပတ်သက်ပြီးတော့မှမင်းကဖမ်းမဲ့ဆိုတော့ အဲ့ကြားဖြတ်နေကိုမင်းမဖမ်းနိုင်မဲနဲ့ကြားဖြတ်နေကမင်းကိုပြန်ဖမ်းမယ်ဆိုရင်တော့ပြန်ဖမ်းသွားမယ်ဆိုရင်တော့မင်းဘွားမင်းတွေးတော့ဘာလို့ဆိုတော့အဲ့ကြားဖြတ်နေအကောင်လုံးကမင်းတို့စစ်တပ်မှာရှိနေတဲ့ခေါင်းကြီးပိုင်းတွေကအစပါနေတယ်တချို့တိုင်းရင်းသားလက်နက်ကင်နေမြေတွေမှာတချို့ဝါတည့်ရမလားဟိုကိုကိုပိုင်အုတ်ချုပ်ခွင့်ရဒေတာတွေရှိတယ်အဲ့လိုနေရာတွေပေါ့ကွာမှာတာချီလေးတို့ဒီဘက်ကရင်ပြည်နယ်မှာဆိုမြောက်ဝတီတို့အဲ့လိုဘက်တွေမှာရှိနေတဲ့ BGF တွေနေချားဆောင်တက်တွေနဲ့ပေါင်းပြီးတော့မှမင်းတို့စစ်တပ်ကခေါင်းကြီးပိုင်းတွေပဲအဲ့ကြားဖြတ်နေနေပေါင်းပြီးအလုလုနေတာ ဆိုတော့မင်းကကြားဖြတ်အောင်မဖမ်းနိုင်ပဲနဲ့မင်းကိုကြားဖြတ်ပြန်ဖမ်းသွားမယ်ဆိုရင်တော့ဟုတ်ပေဖြစ်နေမယ်နော်အဲ့တော့ဟိုတချို့တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာလည်းနော်ကြားဖြတ်နဲ့ပတ်သက်ပြီးတော့မှဘသူကနော်လုံနေတယ်လဲဆိုရဲဆိုတာအစပြောပြလိုက်မယ်ဒီမှာ DKB ကစောဆိုင်အောင်ជីជីကြားဖြတ်ရင်ဘသူတွေလောက်တာလဲဆိုတာជីជី तू ပြောပြလိုက်မယ် तू ပြောတာမှရည်ရတယ်ជីជីဒီကြားဖြတ်ကိစ္စအစလောက်တဲ့လူကလည်းဘာသူ့နာမည်အာစင်ချင်း ပြင်လာဆင်ချင်းပြင်လာခံစမျိုးဆင်ချင်းပြင်ဆိုတော့အဲ့ဒီချင်းဖေကသူစပြီးလှုပ်တယ်ကျွန်တော်ဗမာနိုင်ငံရဲ့နော်ဒီဟိုဝန်ကြီးနေလည်းတွေ့တယ်နော်အမသိရင်ဟိုကဘာပေါ်မှာတယောက်ဝဲသူစပိုင်ပုံစံမျိုးနဲ့လိုက်ပြီးတော့ဟိုတောင်းဝန်ပေးသားလို့ပေါ့လေအဲ့သူကအဲလာလှုပ်တယ်ပေါ့လေနောက်ပစောအဲ့သူကတော့အခုကတော့ဟိုတဲ့ဘယ်ရောက်လဲကျွန်တော်မသိဘူးဖမ်းကထိလာမသိရသူ ူတို့ပဲလာစားရတဲ့အလုပ်ပေါ့ဗျာနော်ဟိုကပပပြီးစားတဲ့ဥစ္စာဟုတ်ကျွန်တော်တို့ဒီရောက်မှာပဲဟိုနာမည်ကြီးတယ်ပေါ့ဗျာတတနာမည်ကြီးတာတော့ကြာပါပဲလူလူမုံမောင်ခိုကူတာတို့လက်နဲ့မောင်ခိုကူတာတို့နော်မွေးစွာမောင်ခိုကူတာဆိုတာဟိုကျွန်တော်တို့လူဖြစ်တဲ့အနေပြီးတော့ဒီတည်င်းเนี่ยကျွန်တော်တို့ကြားခဲ့တယ်အခုကကျွန်တော်ရှင်းမှာရောက်မှာတော့ကျွန်တော်နားမှာရောက်မှာဟိုမျက်ဝါးထိထိမြင်ရတော့ပေါ့လူကုံကူတာကျွန်တော်နားလေတာအေးနင့်ငါရောက်စားပြီးပြီးရောပေါ့အခုကဟိုလှည့်ပြီးတော့ခိုင်းစားတယ် နော်ဟိုညှိမနှိမ့်ဆက်တဲ့အဆင့်ဖြစ်လာတယ်ဒါကိုမျက်ဝါးတစ်တင်တွေ့တဲ့ပုံမူတည်ပြီးတော့ကျွန်တော်တို့တတ်နိုင်ဆုံးရှင်းထုတ်နေတယ်အတတ်နိုင်ဆုံးကယ်ဆယ်နေတယ်ဆိုတာဒါလက်တွေ့ဆရာတို့နဲ့ဟိုထင်တာမြင်တာသိစေချင်လို့နော်တွေ့စေချင်လို့နော်ဆရာတို့ဒီမှာရောက်လို့ဆရာတို့ကဟိုကဘာပတ်နေလှည့်ပြီးတော့တည်နေတယ်ရေယူဆိုကျွန်တော်တို့ကိုလည်းဟိုအကြံကောင်းညာကောင်းနေဟိုဘယ်လိုပြောမလဲဟိုပိဒါရှိပိစေချင်လို့ဆရာတို့ကိုလည်းဟိုဖိတ်ခွာခြင်းဖြစ်တော့ဗျာဟိုကြာဖြန့်ဆိုတဲ့ ဟိုတင်းကတော့ကျွန်တော်တို့ကအသေးစိတ်မပြောနိုင် ပြောမသိဘူးကြာပြန့်ဆိုတာအေးဟိုနားလဲရတော့ online နော်ဈေးရောင်ဈေးဝယ်တယ်နော်နောက်ပြီးတော့ online အော်လိန်စားတယ်ဟောလေအဲ့တခါတလေကျွန်တော်တို့သမီးစားသွားကြည့်တာသူတို့လိန်လာတယ်ကျွန်တော်မသိဘူးသူတို့ဘာလိန်လဲသူတို့ကွန်ပျူတာဆင်းမှာထိုင်ပြီးတော့ဘာလိန်မှလဲကျွန်တော်လည်းကြည့်မသားဘူးလေအဓိကပြောမယ်ဆိုရင်ကျွန်တော်လည်းညံ့တော့ဗျညံ့ညောဟိုကဘာရကျွန်တော်တို့လက်လီစုလာတယ်ကျွန်တော်တိုင်းသားလူမျိုးတွေ ်တော့ပညာရေးနှိမ့်ချနေတာကိုဟိုမြင့်မမလုပ်ပေးဘူးဟိုကျမ်းမာရေးမခုလုံးတာမဟုတ်လားအဲသူတို့ဟိုဖူတော်မလုပ်ပေးဘူးဗျာဥမာပညာရေးအသည့်တွေကျမ်းမာရေးအသည့်တရားတွေဟိုမြင့်မလုပ်ပေးမယ်ဆိုလို့ဒီဥစ္စာကျွန်တော်လုပ်ပေးရမ်းမလဲနော်ဒီကိန်းတိုင်းကျွန်တော်တို့ဟိုဟိုလက်လျူစုတာနဲ့တော့ကြောင့်ကျွန်တော်ပညာရေးဟိုနှိမ့်ချတဲ့ပုံမူတည်ပြီးတော့ဒီဥစ္စာဒါစိုးစမ်းတဲ့အလုပ်ပါဒါရာဇူးမှုအသက်ရတော့ဆိုတာဒါကျွန်တော်တို့ကဟိုတကယ်တမ်းဟိုနားမလဲလို့ဟိုလုံမိတာလေအခုနားလဲပြီလေသိပြီလေ ဲ့ဒါဆရာတို့ပြန်ခေါ်လို့ရတယ်နော်ဆရာတို့တခါတလေဟိုတင်းသမားမျိုးဟိုတယောက်ခေါ်ခြင်းနဲ့ဒီနှစ်ယောက်ခေါ်ခြင်းနဲ့အဲ့အဲ့ဒါဒီလည်းရှိတယ်အခေါ်ခြင်းနဲ့ဆိုရင်ခေါ်နော်ဆရာတို့တယောက်ခေါ်သွားဆိုရင်လည်းကျွန်တော်တမင်းညမနဲ့တပူနှစ်ပူသက်တာဒီလူတွေကနှစ်ပူမစားအောင်ကျွန်တော်ထင်တယ်အဲအဲဆုံးနှစ်ယောက်ဆိုနှစ်ပူသက်တာမယ်နော်ဒီအချိန်မှာဆရာတို့လည်းဟိုမသိသူ့မိဘဆွေမျိုးအတိုင်းဝိုင်းနေတော့တို့ကျောင်းနေတဲ့ဆရာတို့နဲ့ဆက်စပ်မှုရှိလို့မဟုတ်လားအကူအညီတောင်းရင်လည်းခေါ်ခြင်းလည်းခေါ်ပါဗျာနော် အေးစောကြားဖြန့်ရှီချင်းဖင်လောက်တာလေရှီချင်းဖင်တော့မပြီးဘူးရှီချင်းဖင်နဲ့နော်စစ်တကလူတွေအားစလောက်တယ်ဆိုပြီးတော့မှပြောရရင်နော်တော်တော်ဆွဆွရွရွကိုဖြစ်နေတာပါနော်တော်တော်ဆွဆွရွရွကိုအဲ့ DKB ထဲမှာစောစားရလို့လူမျိုးတယောက်ရှိနေတာဟောကလေတော်တော်လေးကို DKB အတွက်ရုပ်ပေါက်တယ်ဗျာသိလားဘာမှလည်းမသိဘူးဟိုဘယ်လိုပြောမလဲကျွန်တော်တို့ကရင်လူမျိုးတွေကိုဘာမှမလုပ်ပေးဘူးလို့ပါတော့စောမဝီရဲ့ဟိုတစ္ဆာလေးချက်ထဲမှာကရင်ရဲ့ကန့်ချမကိုကရင်မဲဖန်တီးရမယ်ဆိုတဲ့ဥစ္စာပါတယ်ဗျာအဲ့တော့ဒီဒီဒီကောင်လေးဟိုမင်းတို့ ခင်ရီလူမျိုးအတွက်ကိုပညာတက်ခြင်းပတ်သက်ခြင်းအဲ့ဒါဆိုမင်းတို့ ਨੇ အဓိကဆိုင်သွားပြီဟိုနိုင်ငံနဲ့လည်းဆိုင်တယ်ကောအုပ်ချုပ်သူနဲ့လည်းဆိုင်တယ်မင်းတို့ကအုပ်ချုပ်သူတွေနဲ့မင်းတို့ဟိုဖီလိုဖီကန်ပေါင်းခဲ့ပြီးတော့မှမင်းတို့ဟိုရလို့စားလို့ဝါတော့မှအခုလိုမျိုးဒီလိုကာလအချက်တဲဖြစ်တော့မှမင်းတို့လူမျိုးရေးတွေထည့်เสียပါအကြောင်းမှမရှိဘူးเนาะအဲ့တော့ဟိုတော်တော်ဆိုးရွားနေတာပါဆောဆိုင်အောင်လဲเนาะအဲ့တော့ကြားဖြန့်ကဘယ်သူတွေလောက်တာလဲဆိုတာကိုဆောဆိုင်အောင်ပြောပြပေးလိုက်တာပါเนาะအဲ့တော့ဟိုဘူးလက်လက်ဆိုရင်မင်းဖမ်းကျင်တယ်ဆိုရင်ကြားဖြန့်ကဘယ်သူတွေလောက်တာလဲဆိုတာကိုစားရအောင်ပြောတော့နားထောင်ပြီးတော့မှ မင်းလာဖန်းเนาะမင်းသွားဖန်းเนาะအဲ့ဒါလေးပဲပြောချင်တယ်โอเคဆိုတော့နောက်တစ်ပြည်ပိုင်းလေးတစ်ခုကတော့ဒေဂူဖုံဖုံကမင်းအွန်လိုင်းကိုဒီမအေဘေးမျိုးကတိဆောက်ချိုးပဲတဲ့အဲ့ဒါလေးနားထောင်ကြည့်အောင်ဒီမအေဘေးမျိုးကဒီဆောက်ချိုးပဲအာနာသိစစ်ကောင်စီကရွေးကောက်ပွဲကျင်းပမယ်စစ်ဝိတ်တွေကိုချုပ်ပြီးတော့ကြန့်ခိုးပါတီလုပ်ပြီးတော့ဝင်ရောက် ရှင်ပြိုင်မယ်ကြန့်ခိုးတယ် အာနာသိစကောင်စီရဲ့စစ်ကြုံကိုရောက်ချင်နေတဲ့အချုံပါတီတွေကဝင်ရောက်ပြီးတော့ရှင်ပြိုင်မယ်။อืมအရတအစိုးရကလည်းပဲခေါင်းစဉ်ပဲပြောင်းတာကိုအဖွဲ့အစည်းကိုဝင်ကြီးကိုလူတွေမှမဟုတ်ရင်ပြည်သူလူထုကိုဂယုမဆိုင်ဘူးဒီဆောက်ချိုးပဲမင်းတို့မင်းကြီးမန်းနေပြီးတော့တီထောင်တယ် အမရပူရနေပြီးတော့တီထောင်တယ်တခုပြီးတခုနေပြီးတော့တီထောင်တယ်ဇာဝေးနေပြီးသူလူတို့တွေကအစင်မပြေဘူးဝေပန်ကဲ့ရဲ့ကြတဲ့ကတောင်မင်းကြီးကသိတယ်သူကြီးအဲ့ဒါနဲ့ပုံပြပြီးတော့လူလူထဲမှာစနင်းနာဖို့သွားတယ်လဲကြုံစီးတယ်မိဖို့နှစ်ယောက်အဖို့လုပ်တဲ့သူကမောင်းတယ်ကတောင်မင်းကမေးတယ်အဖို့သာဝန်ကြီးအချင်းကြီးဘယ်လိုလဲသာဝန်ကြီးမကောင်းပါဘူးငါမြည်ရာ ဒီမဲကလည်းစောက်ကမြင်ကြောထပြီးနေပြီးတော်တွေတစ်ခုပြီးတစ်ခုတီထောင်နေပြည်သူလူထုတွေကတော့ဝဲပြာကြနေပြီဆိုတော့ကောင်မင်းကပြောလိုက်တာသူညီကတော့မစိုးပါဘူးအဘိုးရာဆိုတော့အဘိုးပြောလိုက်တာကဒီမအေဘေးမျိုးကဒီစောက်ချိုးပဲလာမှာอืมဆိုတော့လက်ရှိအခြေအနေပါလဲဒီတိုင်းပါပဲမဲအောင်လိုက်နားဝါလဲမဲအောင်လိုက်နားဝါလဲနောက်တစ်ယောက်တက်လာလဲဒီမအေဘေးမျိုးတွေကဒီစောက်ချိုးပဲလာပါပဲဒီသဘောမျိုးကိုဒေကူဖုံဖုံက ဒါတော်လန်ပြည်သူတွေကိုတိအောင်ပြောပြပေးတာဖြစ်ပါတယ်ဆိုတော့အုံနောက်ပါတဲ့လူဆိုပေမဲ့လည်းစဉ်းစားညမရှိဘူးဆိုရင်တော့ဖုံဖုံပြောတဲ့စကလုံးရဲ့အနက်အဓိပ္ပာယ်ကိုသိမှာမဟုတ်ပါဘူးလူလည်းပီတာတယ်တော်လန်ပြည်သူလည်းဖြစ်တယ်ဆိုရင်တော့ဖုံဖုံပြောတဲ့စကားကိုနားလဲပါလိမ့်မယ်ဟိုဘောနှစ်ဖက်ပိတ်နေတဲ့အစိမ့်ကြောင့်အစိမ့်ပိတ်နေဆိုရင်တော့နားလဲမှာမဟုတ်ပါဘူးဒါလေးကိုလည်းသိစေချင်ပါတယ်ဆိုတော့ဟို မင်းအွန်လိုင်းအကြောင်းလေးပေါ့နော်ချိုကြီးပြောတာလေးကိုမိသားစုတွေတင်ဆက်ပေးခြင်းနဲ့နေရာတိုင်းမှာလူတိုင်းကိုကြောက်နေရတဲ့မင်းအွန်လိုင်းရဲ့အကြောင်းလေးကိုချိုကြီးကဒီလိုဖောက်တယ်ချလာပါတယ်နားထောင်ကြည့်အောင်အခုဆိုကြည့်ပေါ်ဒီစစ်ဖို့မင်းအွန်လိုင်းစီမှာဟုတ်လားကြီးရည်လေးတက်မတော်ကြီးရှိတယ်ဗျာနော်ဝန်ထမ်းတွေအများကြီးရှိတယ်ဗျာစစ်သားတွေအများကြီးရှိတယ်ဗျာနော်အဲ့လိုမျိုးအများကြီးရှိတယ်ဒီစစ်ဖို့ တက်ကဒီအတိုလီတချောင်းတောင်မရှိတဲ့ဒီအသက်80ကျော်အမေအိုကြီးဒေါင်ဆန်းစုကြည်ကိုဗမာဖွက်တော်လို့ဖွက်ထားမှမတိရအောင်เนาะဘသူနဲ့မှဟလာတွဲဆောင်ခွင့်ပေးပြီးတော့ဟလာအစကားလေးပြောခွင့်စာပေးစာယူလေးလုပ်ခွင့်တွဲဆောင်ခွင့်လေးတောင်မှပဲဘာမှလုံးဝမရှိအောင်အတွက်ကိုဒီအသက်80ကျော်ဟလာဟိုအတိုလီတချောင်းမှတချောင်းတောင်မရှိတဲ့အဖွားကြီးကို ဒီနေ့အချိန်ထိဟုတ်လားဟိုမြန်မာပြည်သူတွေကိုရောတန်တမန်တွေကိုရောကဘာကို ရောသူတို့ဗမာဖွက်လို့ဖွက်ထားမှန်းကိုမတိအောင်ကိုထားရတာအဲ့လောက်တောင်ကြောက်တာနော်စဉ်းစားကြည့်အဲ့လောက်တောင်ကြောက်တာအဲ့တော့သူကဒီဒီအခုအမြင့်မားဆုံးရောက်တဲ့အပြင်းထန်ဆုံးကိုရောက်နေတဲ့ဖိနှိပ်ချုပ်ချယ်မှုဆိုတာကသူ့ရဲ့အမြင့်မားဆုံးကိုရောက်နေတဲ့ကြောက်ရွံ့မှုကိုဒါရောင်ပြန်ဟက်တဲ့ ဟိုနေမဲ့တင်ကေတာတွေပဲလက္ခဏာတွေပဲအဲ့တော့ဟိုလူတယောက်ကဟုတ်လားအဖွဲစည်းတစ်ခုကအဲ့လောက်ထိသူကအကြောက်လွန်သွားပြီဆိုလို့ရှိရင် သူ့မှာဟိုစင်ကြီးနှုံတရားလည်းမရှိတော့ဘူးဟုတ်လား तू အဖွဲစည်းဆိုရင်လည်းအဖွဲစည်းဆိုင်ရာမှာရှိတဲ့ဥပဒေတွေမူဝါဒတွေ policy တွေလုံထုံးလုံနီးတွေနဲ့ဟုတ်လားဟိုမလုံနိုင်မကင်နိုင်လောက်အောင်ဖြစ်သွားတဲ့အနေအထားမျိုးအဲ့တော့အခုစစ်ဖို့မင်းအောင်လှိုင်က သူတို့ရဲ့ဒီကြောက်ရွံ့မှုအတိုင်းဒါက out of blue နော်ဟိုအဲ့လိုမျိုးအနေထားဒီကို ရောက်သွားတာเนาะလူတယောက်ဆိုဘာမှနေလှုပ်လို့မရလောက်အောင်ကိုသူတို့ကအောင်နေတုံလုံးခြောက်ကြပြီးတော့တေွားတာပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒီနေ့စစ်ဖို့မင်းအောင်လိုင်ကဒီအတူဟိုတချောင်းမှမရှိတဲ့ဒီအမေအိုကြီးကိုလည်းသူကကြောက်တာပဲပြီးအမှုပညာရှင်နေလို့ဒါခေါ်တယ်အမှုပညာရှင်နေဆိုလို့ရှိရင်လက်ထဲမှာဗျာဟုတ်တယ်အာတနက်လည်းမရှိဘူးဟုတ်လား ်နေအက်လည်းမရှိဘူးဗျာနော်အဘာမှမရှိတဲ့ဒီဒီအမှုပညာရှင်တွေကိုလည်းကြောက်တာကြောက်တယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာပဲဖြစ်ဖြစ်ကဘာကြီးမှာပဲဖြစ်ဖြစ်တိုင်းပြည်ရဲ့အစိုးရတွေကအမှုပညာရှင်တွေကိုကြောက်ကြတယ်နော်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာကြတော့ဒီအမှုပညာရှင်တွေကိုလည်းစစ်ဘုရားမြောင်းနိုင်ငံကကြောက်တယ် အာအမှုပညာရှင်တွေကိုတင်ကြောက်တာလားမေးတော့မဟုတ်ဘူးចောင်းသားတွေကိုလည်းကြောက်တယ်သူကเนาะចောင်းသားတွေရင်ကြောက်တာလားဆိုတော့မဟုတ်ဘူးเนาะအာခိပညာတဲ့လူရန်းသားတွေကိုလည်းသူကြောက်တယ်အာခိပညာတဲ့လူရန်းသားတွေရင်လည်းသူကြောက်တာလားဆိုတော့မဟုတ်ဘူးစာပေနေသူပညာရှင်တွေဒီဒီလူတွေကိုလည်းသူကြောက်တယ်ဟုတ်လားသူတို့တွေကြောက်တာလားဆိုတော့လည်းမဟုတ်ဘူးယဟန်တန်ဃာတွေကိုလည်းသူကြောက်တယ်စကုမင်းအောင်လိုင်းကเนาะအာယဟန်တန်ဃာတွေတွေမဲကြောက်တာလားဆိုတော့ဟာမဟုတ်ဘူး သူကမဲမဲမြင်ရကိုဒီစခုမင်းအောင်နိုင်ကသူကကြောက်ရွံ့နေရအကုန်ကြောက်အဲ့တော့အဲ့လိုကြောက်ရွံ့နေအတွေ့အကြုံမလို့သူကတတိုင်းပြည်လုံးကိုမဲမဲမြင်ရသူရှန်သူအဖြစ်သူကြောက်ရတဲ့သူတွေအဖြစ်နော်သူကြောက်ရတဲ့သူတွေထဲမှာအခုဆိုလို့ရှိရင်နော် သူ့တက်တယ်ကသူ့ရဲ့စစ်ဘုတ်ချုပ်တွေသူ့ရဲ့ဒီစစ်သားတွေရဲ့အာစာအခုစစ်ဖို့မရောင်းနိုင်ကပြန်ပြီးတော့ကြောက်နေတာသူ့ကိုဘယ်ချိန်ပြန်ပြီးတော့ထပြီးတော့ပုံကံမလဲပြန်ပြီးတော့ထပြီးတော့ဟုတ်လားနောက်ကျောကိုဓာတ်နဲ့ထိုးမလဲဆိုတဲ့ဟာကိုစစ်ဖို့မရောင်းနိုင်ကကြောက်နေတာနော်အဲ့တော့ကျွန်တော်ဒီတိုင်းပြည်မှာစစ်ဖို့မရောင်းနိုင်ရဲ့အုတ်ချုပ်မှုအောက်မှာကနော်မဲမဲမြင်ရာကိုသူကရန်သူအဖြစ်သတ်မှတ်ပြီးတော့အကြောက်တရားကအထုအထိပ်ရောက်နေတာဖြစ်တယ် ရောက်နေတာဖြစ်တဲ့အတွက်ဒီအကြောက်တရားအောက်ကနေထွက်လာတယ်ဟုတ်လားသူ့ရဲ့လှုပ်ဆောင်ချက်တွေအကုန်လုံးဟာအလဲလဲအမားမားနဲ့နည်းအချွတ်ချွတ်အချော်ချော်ကို ဖြစ်နေတဲ့ကိစ္စကိုဒီအမှုပညာရှင်တွေကိစ္စမှလည်းကျွန်တော်တို့တွေ့ရတယ်อืมဆိုတော့ဟိုလက်ရှိအခြေအနေတခုမှာဒီ main online ဆိုတဲ့ကောင်ရဲ့နာမည်ကိုကျွန်တော်တို့ပြောင်းဖို့လိုတယ်အဲ့ဒါဘာလဲဆိုတော့ကြောက် online ကြောက် online နေရာတိုင်းကိုကြောက် နေရတဲ့ online เนาะကြောက် online လို့ပြောင်းအောင်လို့တော့ဖြစ်နေပါပြီ तू ကြောက်လို့ဒီလိုမျိုးတွေလုပ်နေတာပါ तू ဒါမကြောက်ရင်ဒီလိုမျိုးမလုပ်ပါဘူးပြောချင်တာကဘာလဲဆိုတော့ तू ဘယ်နေရာကိုသွားသွားသူ့မှာကြောက်စရာလူတွေအများကြီးပါပဲနောက်ဆုံး तू စစ်တဲ့ဝင်းချိန်မှာတော့မှ तू ကြောက်နေရတဲ့အဥ္စာမျိုးတွေလည်းရှိပါတယ်ဆိုတော့ဒီအချောက်တရားနဲ့ရင်ဆိုင်နေရတဲ့မင်းအောင်လိုင်းအကြောင်းကို Mr. Chu ရဲ့ပြောပြပေးခဲ့တာဖြစ်ပါတယ်ဆိုတော့အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခေါက်မှာပြန်ဆုံတွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာနေနေဖြစ်ပါစေ Latter Reblog YouTube Channel ဖြစ်ပါတယ်ခင်ဗျာကျေးဇူးအားပေးခဲ့ကြတယ်ဒေါ်လာမျိုးတွေအားလုံးပဲ စိတ်ချမ်းသာကြကိုကြီးကြမှာချင်းတဲ့တလုံးတို့ကပြေဝနိုင်ကြပါသေးဗျာ။